မင်္ဂလာပါခင်ဗျရခုကစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် NLD အစိုးရကိုဥတီတက်ခတ်ခဲ့ကြတဲ့အစိုးရအမျိုးသားကြီးဒီမားတွေကိုကြက်ဖို့ဥက္ကဋ္ဌခင်ကြီးကတွေ့ဆုံပြီးတို့ရဲ့အတူရောင်ရွေးကောက်ပွဲအောင်မြင်အောင်ဝိုင်းဝန်းဆောင်ရွက်ပေးဖို့တောင်းဆိုနေပြပါတယ်မန္တလေးတိုင်းကညောင်ဦးမြို့နယ်ကောင်းပင်စီကျေးရွာနေရာအိမ်မှုထေးမောင်ရဲ့တားပြစ်သူကျော်ရင်အောင်နဲ့တငယ်ချင်းနှစ်ဦးကို အချက်ဖက်စကောင်စီတက်ကစစ်မှုထမ်းခိုင်းမှုပြန်ဖန်သွားပြီးယာအိမ်မှုကအုပ်ချုပ်ရေးအဖွဲ့တွေခေါ်ပြီးတော့သူ့သားဖြစ်သူကိုလိုက်ရွေးတာတော့စစ်တက်ကပြန်မလွတ်ပေးဘူးဆိုတဲ့သတင်းပါဝင် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ NLD အစိုးရကိုဥတီတိုက်ခိုက်ခဲ့ကြတဲ့အစိုးရအမျိုးသားရေးတမားတွေကိုကြက်ဖို့ဥက္ကဋ္ဌခင်ကြီးကတွေ့ဆုံပြီးသူတို့ရဲ့အတုယောင်ရွေးကောက်ပွဲအောင်မြင်အောင်ဝိုင်းဝန်းဆောင်ရွက်ပေးဖို့တောင်းဆိုနေပြန်တယ်လို့သိရပါတယ်။ဒါကတော့ဩဂလတရနေ့ကပဲရန်ကုန်မြို့မှာရှိတဲ့ကြက်ဖို့ပါတီရုံးမှာကြက်ဖို့ဥက္ကဋ္ဌခင်ကြီးဟာ NLD အစိုးရကိုအဓိကတက်ခတ်ခဲ့ကြတဲ့အစိုးရအမျိုးသားရေးသမားတွေတက်ကခင်ဝိုင်းကြီးဝင်းကိုကိုလက်မြက်ဖုံးမိုးတင်လင်းထိုက်တဲ့အောင်ဆန်းရှင်းနေအေးပိုင်တို့အပါဝင်အမျိုးသားရေးအစိုးရမဘာတာဖုံးကြီးတချို့ကိုပါတွစ်ဆုံခဲ့တယ်လို့သိရပါတယ်အဲ့ဒီလို့ ဂျပန်ဥက္ကဋ္ဌခင်ကြီးခေါ်ယူတွစ်ဆုံတဲ့သူတွေဟာ NLD အစိုးရကိုနှီးပေါင်းဆုံးနဲ့အပုတ်ချတိုက်ခိုက်ခဲ့တဲ့အမျိုးသားကြီးအစိုးရသမားတွေဖြစ်သလိုဆန္ဒသိမ်းဖို့ကိုပါနှီးမျိုးစုံတွေးထုတ်လှုပ်ဆောင်ခဲ့ကြတဲ့သူတွေဖြစ်ပြီးအဲဒီသူတွေကိုဂျပန်ဥက္ကဋ္ဌခင်ကြီးကခေါ်ယူတွစ်ဆုံပြီးတော့သူတို့စစ်တပ်ကလုံမဲ့အတုအယောင်ရွေးကောက်ပွဲကိုအောင်မြင်အောင်ကဏ္ဍအသီးသီးကနေဝိုင်းဝန်းလှုပ်ဆောင်ပေးဖို့ကိုပါတောင်းဆိုနေပြန်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ ဖက်မှာလေကျန်ဖို့ဥက္ကဋ္ဌခင်ကြီးကစစ်တပ်ဘတော်သားရုပ်ရှင်တရုပ်ဆောင်နေအောင်ရန်အောင်သိုးမြတ်သူစားဟာတာလူရှင်တော်မူဒီတိန်ညွန့်ငှပြောကြော်အပါဝဲအမှုပညာရှင်တွေနဲ့ခေါင်းစဉ်မမေရရမထားပဲတွစ်ဆုံခဲ့တယ်ဆိုပြီးသူ့ရဲ့ Telegram Channel ကနေတဆင့်ထုတ်ပေါ်ပြောဆိုလာပြန်ပါတယ်ဒါကတော့ဇူလိုင်လ31ရက်နေ့ကပဲရန်ကုန်မြို့မှာချက်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကစစ်တပ်ကိုအစင်တစိုက်ထောက်ခံခဲ့တဲ့အမှုပညာရှင်တွေနဲ့တွစ်ဆုံခဲ့ပြီး အဲ့ဒီတွဲဆောင်သူတွေဟာတရုတ်ဆောင်နေအောင်ရန်အောင်ဇိုးမဲ့သူစားဟာတလူရှင်တော်မိုဒီတိန်ညွန့်ကပြောကြောအပါဝဲအမှုပညာရှင်တွေတက်ရောက်ခဲ့ကြတယ်လို့ဆိုထားပါတယ်အဲ့ဒီတွဲဆောင်ပွဲမှာကျန့်ဖို့ဥက္ကဋ္ဌခင်ကသူတို့ရဲ့ကျန့်ဖို့ပါတီဖြစ်တည်လာမှုတမိုင်းအခုသူတို့လုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုအောင်မြင်အောင်ကျင်းပနိုင်မှုနဲ့ကိုကြိုက်တဲ့အဖွဲ့ကိုမဲပေးဖို့ကိစ္စရက်တွေကိုကောင်းစဉ်မဲမဲရရမရှိဘဲတွစ်ဆုံခဲ့တဲ့ဆိုပြီးခင်ကိုတိုင်းသူ့ရဲ့ Telegram Channel ကနေတဆင့်ထုတ်ဖို့ပြောဆိုလာပြန်လာပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီး အဲ့ဒီချက်ဖို့ပါတီတည်ရင်မြင်ကတော့လာမယ့်ဒီဇင်ဘာလမှာသူတို့စစ်တပ်ကပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲမှာအမှုပညာရှင်တွေရဲ့အင်အားနဲ့ပုံရိပ်တွေကိုပါသုံးပြီးသူတို့ရဲ့ချက်ဖို့ပါတီနိုင်ပါတယ်ဆိုတဲ့ view ဟာမျိုးကိုဖန်တီးဖို့သူတို့စစ်တပ်ကိုထောက်ခံတဲ့အမှုပညာရှင်တွေနဲ့တွဲဆုံတဲ့သဘောပါပဲလို့သုံးသပ်ပြောဆိုထားပါသေးတယ်ခင်ဗျတဖမှာတော့မန္တလေးတိုင်းကညောင်ဦးမြို့နယ်ကောင်းပင်စီကျေးရွာနေရာအိမ်မှုထေးမောင်ရဲ့တားဖြစ်သူကျော်ရဲအောင်နဲ့တငငချင်းနှစ်ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းမှုပြန်ဖမ်းသွားပြီးယာယီမှုကအုပ်ချုပ်ရေးအဖွဲ့တွေခေါ်ပြီးတော့သူ့သားဖြစ်သူကိုလိုက်ရွေးတာတောင်စစ်တပ်ကပြန်မလွတ်ပေးဘူးလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်ဖြစ်စဉ်ကတော့ညောင်မြို့နယ်ကောင်းပင်စီကျေးရွာနေယာယီမှုထေးမောင်ဟာသူ့ရဲ့သားဖြစ်သူကျော်ရဲအောင်နဲ့တငယ်ချင်းတွေကိုစစ်မှုထမ်းရမယ်လူငယ်စင်ရဲမှာထည့်သွင်းမှုမရှိပဲစစ်မှုထမ်းအပတ်စဉ်တက်ကနေ15အထိတိမ်းရှောင်နိုင်ခဲ့ရကနေအခုဩဂုတ်လ2ရက်နေ့ညနေပိုင်းမှာတော့စစ်မှုထမ်းအပတ်စဉ်16အတွက်ဆိုပြီးစစ်ကောင်စီတက်က အဲ့ဒီညောင်မျိုးနဲ့တခွင်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးရမှာရိုင်းမှုထေးမောင်ရဲ့တားဖြစ်သူကြော်ရဲအောင်နဲ့တငယ်ချင်းနှစ်ဦးပါဖမ်းခံလိုက်ရတယ်ဆိုပါလေအဲ့ဒီနောက်ရိုင်းမှုထေးမောင်ကသူ့ရဲ့တားဖြစ်သူပြန်လဲလွတ်မြောက်ဖို့အတွက်အုပ်ချုပ်ရေးအဖွဲ့တွေပါခေါ်ပြီးသူ့တားဖြစ်သူကိုလိုက်ရွေးတာတောင်စစ်တပ်ကပြန်မလွတ်ပေးသလိုအဲ့ဒီရိုင်းမှုထေးမောင်ဟာသူများတားသမီးတွေကိုစစ်မှုထမ်းဖို့အတင်းအကျပ်ဖမ်းပြီးစစ်တပ်ထဲပို့ခဲ့တဲ့အကျိုးဆက်တွေကအခုသူ့တားကိုပါစစ်တပ်ကပြန်ဖမ်းသွားတဲ့အတွက်ဝင့်ပြန်လဲနေတာဖြစ်တယ်လို့လေဒီတကံပြည်သူတွေကပြောထားကြပါသေးတယ်ခင်ဗျ က်မှာလေမကွေးတိုင်းဂံကောမြို့နယ်ကအနောက်ဂံကောကျေးရွာနဲ့ရှုံးရှိကျေးရွာနေပြည်သူစေဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဝင်ရောက်ဖမ်းဆီးတွားကြပြန်တယ်လို့ရောအလင်းတန်းရဲ့ကိုပါကောင်းကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဩဂုတ်လ3ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲဂံကောမြို့နယ်လောင်ထောင်စစ်တပ်ဂိတ်ကိုဂံကောမြို့ပေါ်ကအကြမ်းဖက်စစ်ကောင်စီရဲ့ခလရ50တရင်ရဲ့စစ်သားတွေရောက်လာပြီးတဲ့နောက်အနောက်ဂံကောကျေးရွာနဲ့ရှုံးရှိကျေးရွာတွေကိုဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီနောက် ဂျီအော်ဒီဒက်ကရသပြည်သူ12ဦးကိုစစ်ကောင်စီတပ်သားတွေဟာအကြောင်းပြချက်မရှိဖမ်းဆီးသွားကြပြီးအဲဒီဒက်ကအမျိုးသမီး2ဦးကိုတရားထိတ်မှပြန်လွတ်ပေးပြီးတဲ့နောက်ကျန်တဲ့ပြည်သူ10ဦးကိုဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ရော်လင်းနိုင်ရဲ့ကိုပါကောင်းကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ DNA ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့ကဇေယျဖြိုးစေကအနီးကိုဂျပန်စစ်ကောင်စီတပ်ကဒီကနေ့ဩဂုတ်လ4ရက်နေ့မနက်ပိုင်းမှာပဲ လေနဲ့လာပြီးထပ်မံဘုံကျဲတိုက်ခိုက်သွားပြန်တယ်လို့ဒေသခံပြည်သူတွေကရေကုန်ခစ်တဲ့ကိုပြောပါတယ်။ဂျက်ဖက်စကောင်စီတပ်က DNL ထိန်းချုပ်ထားတဲ့မြို့တွေမှာရှိတဲ့အရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးလေနဲ့ဘုံကျဲတိုက်ခိုက်တာတွေကိုတောက်လျှောက်လုပ်နေရမှာ။ဒီကနေ့ဩဂလ၄ရက်နေ့မနက်ပိုင်းမှာပါကြောက်မဲမြို့ကဇေယျဖြိုးစေကန်အနီးကိုလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားပြန်တယ်ဆိုပါတယ်။အဲဒီလိုစကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူထိခိုက်မှုနဲ့အဆောက်အဦတချို့ထိခိုက်ပျက်စီးမှုတွေရှိထားပြန်တယ်လို့ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာလည်း အဲ့ဒီကြောင်မဲမျိုးကိုစစ်ကောင်စီတပ်ကလေကြောင်းတက်ခိုက်မှုအတွေ့တန်ဃာတော်တပတ်ပြန်လုံတော်မူခဲ့ပြီးပြည်သူ၃ဦးသေဆုံးခဲ့တဲ့အပြင်အမျိုးသား၁၈ဦးနဲ့အမျိုးသမီး၄ဦးဒဏ်ရာရခဲ့ပါသေးတယ်ခင်ဗျတဆက်ထဲမှာပဲ ရှမ်းမြောက်ကကြောင်မဲနောင်ချိုမိုင်းကော့တီဘောမိုင်းလုံးကွက်ခိုင်နဲ့တစ်ဖက်ကမိုးကုတ်မြို့နယ်တွေကိုဇော်လအတွင်းပါတယ်အချက်ဖက်စကောက်စီတက်ကလေးချောင်းတက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ရဲသားပြည်သူ28ဦးသေဆုံးခဲ့ရတဲ့အပြင်နောက်ထပ်ပြည်သူအယောက်80ဝန်းကျင်ကဒဏ်ရာရရထားတယ်လို့တရားရုံးလေးကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ဒါကတော့ဇော်လတရားနည်းကနေ31ရက်နေ့အထိတလအတွင်းမှာပဲရှမ်းမြောက်ကကြောင်မဲနောင်ချိုမိုင်းကော့တီဘောမိုင်းလုံးကွက်ခိုင်နဲ့တစ်ဖက်ကမိုးကုတ်မြို့နယ်တွေမှာရှိတဲ့ ရသပြူရီနီထိုင်ရနေရာတွေကိုအကြံဖက်စကောင်စီတက်ကလေးချောင်းတက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုတောက်လျှောက်ပြုတ်လုခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုစကောင်စီတက်ရဲ့ရသပြူတွေကိုပြစ်မှတ်ထားတက်ခိုက်မှုတွေကြောင့်ဇူလိုက်လတလအတွင်းမှာတင်ကြောင်မဲနောင်ချိုမိုင်းကုန်တီပေါ်မိုင်းလုံးကုတ်ခိုင်နဲ့မိုးကုံမြို့နယ်တွေကရသပြူသူ28ဦးသေဆုံးခဲ့ရတဲ့အပြင်နောက်ထပ်ပြည်သူအယောက်80ဝန်းကျင်ကဒဏ်ရာတွေရထားသလိုဘုံကြီးကြောင်တွေပါဝင်နေအဆောက်အုံပေါင်းများစွာလဲပျက်စီးထားတယ်လို့ PNL ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့မကွေးတိုင်းပေါ့မြို့နယ်ကဆယ်ဝကြေးရွာကိုအချက်ဖက်စကောင်းစီတက်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးရွာလုံးကျွမိရှုဖြက်စီးဓာတ်တွေလုံနေတယ်လို့ပေါ့မြို့နယ်လူသားစာနာဌာနရဲ့တာဝန်ရှိသူတူကရန်ကုန်ကစ်တေကိုပြောပါတယ်။ဒါကတော့ဒီကနေ့ဩဂုတ်လ၄ရက်နေ့မနက်ပိုင်းမှာပဲအချက်ဖက်စကောင်းစီတက်ကပေါ့မြို့နယ်မှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာဆယ်ဝကြေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတယ်ဆိုပါတယ်။အဲဒီနောက်ကြေးရွာထဲမှာရှိတဲ့ပြည်သူပိုင်းနေအိမ်တွေကိုအချက်ဖက်စကောင်းစီတက်ကသူတို့ရဲ့ထုံးစံအတိုင်း အเจ้าမဲ့မိရှုဖြက်စည်းဓာတ်တွေလုံနေသလိုပြည်သူတွေကတော့စစ်ကြောင်းလာကြတဲ့ကဘေးလူရာကိုတင်းရှောင်နေရပြီးမိလောင်ပျက်စီးသွားတဲ့နေအိမ်အရေးအတွက်ကိုတော့လက်တလုံးမသိရသေးဘူးလို့ပေါ့မြို့နယ်လူသားစာနာဌာနရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ